်မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့အတူရောင်ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုနဲ့အွန်လိုင်းမီဒီယာအသုံးပြုကျူးလွန်နေသူများကိုဖော်ထုတ်အရေးယူရန်မင်းအွန်လိုင်းခန့်အပ်ထားတဲ့ပြည်ထောင်ဝင်ကြီးဆိုတဲ့ထုံးထုံးအောင်ဒုဗိုလ်ချုပ်ကြီးကညှို့ကြားချိန်ချောက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကော်မတီအစည်းအဝေးနှစ်မြင်ဆောင်2025မှာပြည်ထောင်ဝင်ကြီးဆိုသူထုံးထုံးအောင်ကအခုလိုပြောဆိုချိန်ချောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့ကစတင်ပြီးတော့အဆင့်လိုက်ကျင်းပမှာဖြစ်တယ်လို့သိရပါဗျာ။ ်ရွေးကောက်ပွဲကိုပြက်ပြားစေရန်အွန်လိုင်းမီဒီယာများပေါ်မှာရေးသားဖြန့်ဝေခဲ့သူများကိုဖော်ထုတ်ရေးယူခြင်းများဆောင်ရွက်လျက်ရှိရာစက်တဘာလ2ရက်နေ့အထိရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေအရအရေးယူဆောင်ရွက်မှုသုံးမှုရှိနေပြီဖြစ်တယ်လို့၎င်းကပြောဆိုလိုက်ပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲကိုထိခိုက်စေနိုင်တဲ့လုံဆောင်မှုများဝါရဖြတ်မှုများအွန်လိုင်းမီဒီယာကိုအသုံးပြုပြီးတော့ကျူးလွန်နေသူများဖော်ထုတ်အရေးယူစုံစမ်းဆောင်ရွက်သွားရန်လိုအပ်တယ်လို့ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက်လုံခြုံရေးကြိုးပမ်းမှုမရှိစေရေးအတွက်ဆောင်ရွက်ရန်ထိုးထုံအောင်ကညွှန်ကြားထားပါတယ်။ဩဂတ်စတာ23ရက်နေ့ညနေ6:00နာရီခွဲအချိန်မှာလာရှုံးမြို့ရက်ကွက်9မှာမြို့ကန်အမျိုးသမီးမောင်းနေလာတဲ့ကားကိုအမျိုးသား2ဦးကစိုက်ကယ်နဲ့လာရောက်ပြီးတော့တန်းတန်းနဲ့ပြစ်ဖောက်ကားကားကိုလူရက်သွားခဲ့တဲ့အမှုအပေါ်လာရှိုးမျိုးပေါ်မှာလုံခြုံရေးမရှိဘူးဖြစ်နေပြီဆိုတဲ့အကြောင်းပြည်သူတွေကိုမဲပေးရန်သာတိုက်တွန်းနေပြီးတော့လုံခြုံရေးကိုတော့တေးချစွာမထားတာကြောင့် ပြည်သူစန္ဒမဲကိုသာလုံခြုံပြီးတော့အဖြစ်မရှိကြကြောင်းတောင်ကြီးမြို့ကကိုနေသွေးကလူမှုခွင့်ရပေါ်မှာဝေဖန်ရေးသားခဲ့ပါတယ်အဲ့ဒီရေးသားမှုအပေါ်စစ်ခွေးတက်ကကိုနေသွေးရဲ့ last show belgian facebook အကောင့်ရဲ့ရေးသားမှုများဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုပြတ်ပြားစေရန်ရေးသားဖြန့်ဝေမှုအဖြစ်နဲ့သတ်မှတ်လိုက်ပြီးတော့2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြတ်စည်းခြင်းကနေကာကွယ်ပေးရဥပဒေပုံမှန်23ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတကအခုနှစ်ကုံပိုင်းမှာရွေးကောက်ပွဲကိုကာကွယ်ရအတွက်နှောက်ရက်ဖြက်စည်းသူများကိုထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေထောင်ဒဏ်တသက်တကျွန်းနဲ့တေဒဏ်များချမှတ်နိုင်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရက်ဟန်တာဖြက်စည်းခြင်းကနေကာကွယ်ပေးရေးဥပဒေကိုအခုနှစ်ဇော်လိုင်လ29ရက်နေ့မှာပြဋ္ဌာန်းလိုက်ပါတယ်။ စိတ်ခွေးတက်ကပြဋ္ဌာန်းထားတဲ့ဥပဒေမှာရွေးကောက်ပွဲကိုပြပြစေရန်ဟောပြောခြင်းပြောဆိုခြင်းစီရင်ခြင်းလှုံ့ဆော်ခြင်းစာနာပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပြုလုပ်ပါကအရေးယူမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်ချင်းချောက်ချင်းဟန်တားခြင်းမလျော်ဩဇာတုံးခြင်းနာကျင်စေခြင်းအပြင်းထန်နာကျင်စေခြင်းလူစုလူဝေးနဲ့ကန့်ကွက်ခြင်းလူသည်ဆုံးစေခြင်းတို့ကိုဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်ပြီးတော့အ ਨੇ ဆုံးထောင်တန်းသုံးနှစ်ကနေအများဆုံးထောင်တန်းတသက်တကျွန်းနဲ့တေတန်တို့ကိုပါချမှတ်မယ်လို့ချင်းချောက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအရာတော်မြို့နယ်ကအများပြည်သူတွေတွာလာအုံပြုနေတဲ့လမ်းမိုင်းမှာအကြမ်းဖက်ဆစ်ခွေးတပ်ကနေမိုင်းတွေထောင်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရာတော်မြို့နယ်ကမ်းဖြူရွာနဲ့မနှောမယကျွေးရွာကိုတွားတဲ့လမ်းမိုင်းမှာဆစ်ခွေးတပ်ကထောင်ထားတဲ့မိုင်းတွေကိုစက်တင်ဘာလ9ရက်နေ့ကစတင်တွေ့ရှိခဲ့တာလို့ဆိုပါတယ်။စစ်ခွေးစစ်ကြောင်ပြန်အဆုံမှာပြည်သူတွေထိခိုက်စေဖို့အတွက်နေမိုင်းများကိုထားခဲ့တာလို့အဲ့ဒီတာဝန်ရှိသူတို့ကအတည်ပြုပြောကြားထားပါတယ် ဩဂတ်စ်လဒုတိယဘက်ကရာတော်မျိုးပေါ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွဲစစ်ကြောင်းကကမ်းဖြူကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါဗျ။အဲဒီနောက်ဩဂတ်စ်လ၁၈ရက်နေ့မှာကမ်းဖြူရွာကနေရာတော်မျိုးအတွင်ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာနေမိုင်းတွေထောင်ထားခဲ့တာဖြစ်ပါတယ်။ စစ်ခွေးတိုက်ရဲ့မိုင်းတွေကိုတွေ့ရှိတဲ့လက်တရှောက်ကိုလည်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကစစ်ဆေးရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့အသိပေးထားပါတယ်။အများပြည်သူတွေတွာလာအုံပြုနေတဲ့လမ်းတွေပေါ်မှာမိုင်းထောင်နဲ့လုံရကြောင်ပြည်သူတွေအနေနဲ့စစ်ခွေးစစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားချိန်မှာအလီစလီယွန်နဲ့ဖြတ်တန်းတွာလာတာတွေမလုပ်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။အရာတော်မျိုးမှာအကြမ်းဖက်စစ်ခွေးတိုက်ရဲ့အမှတ်30စစ်အခြေခံလေ့ကျင့်ရေးတပ်စခတ30အခြေစိုက်ထားပြီးတော့မြို့နယ်တစ်ခုလုံးအတိုင်းအတာအရာ စစ်ကောင်စီတပ်သားအယောက်300ပတ်ဝန်းကျင်ရှိနိုင်တယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်တွေကခန့်မှန်းထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းတာကေတမြို့နယ်ကလူမိုက်ဝင်းထုတ်ဝင်းဟာစစ်တပ်ဘက်တော်သားလက်နက်ကပြူစောထိဖြစ်လာပြီးတော့စစ်ခွေးတပ်အထွတ်စစ်မှုထမ်းတပ်သားတက်များရရှိရေးအတွက်လူငယ်များကိုဖမ်းဆီးမှုများလှုပ်ဆောင်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2023ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာတာကေတလူမိုက်နေမျိုးအောင်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ လူမိုက်ဝင်းထုတ်ဝင်းဟာတာဂေတာတခွင်မှာလူမိုက်များပုံမှုပြီးတော့စူးစီးလာတယ်လို့သိရပါဗျ။လူမိုက်အဖွဲ့များကိုစူးစီးပြီးတော့စစ်ခွေးတပ်နဲ့ရဲအတော်တော်လိုင်းရေလှုပ်ရှားသူများရဲ့သတင်းများကိုစုံစမ်းသတင်းပေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုထမ်းဥပဒေအတည်ပြုပြီးတဲ့နောက်ပိုင်းမှာလူမိုက်ဝင်းထုတ်ဝင်းဟာစစ်ခွေးတပ်ရဲ့လက်ကင်ထုတ်လုံးလုံးရရခံယူခဲ့ပြီးတော့လက်နက်ကန်ပြူစောထိဖြစ်လာတယ်လို့သိရပါဗျ။တာဂေတာတခွင်မှာဝင်းထုတ်ဝင်းကစက်ကြီးကောက်လိုက်မိုက်ကြီးခွဲလိုက် စစ်တပ်လက်အောက်ခံပြူစောတိအနေနဲ့စီးပွားရေးဝင်ငွေတွေကောင်းလာတာပေါ့စစ်မှုထမ်းဖို့အတွက်လူငယ်တွေကိုလိုက်ဖမ်းမိတယ်စစ်မှုထမ်းချေကောက်တယ်ရလာတဲ့ဝင်ငွေတွေကိုသူ့တပည့်တွေနဲ့ဆိုင်ဆိုပြီးတော့ပလေကပ်ပစိုးဆိုင်ဓမင်းဆိုင်ကားပစ္စည်းဆိုင်အဖြစ်နဲ့ငွေပြူပြန်ပြောင်းပါတယ်သူတို့လူမိုက်အဖေအမေတွေကိုကြောတဲ့ဗီဒီယိုတွေ TikTok ပေါ်မှာ Pride လို့လို့ဘာလို့လို့နဲ့အပေါ်ယံဖုံးပြထားပါတယ်အခုနောက်ပိုင်းဝင်းထုတ်ဝင်းရဲ့တပည့်တွေကတာဂေတာခိုင်းရွှေဝါရှစ်တောင်ရက်ကွက်မှာတာမန်အရသာပြည်သူတွေကိုပားရိုက်တာ ရိုက်နေတာစက်ချေးကောက်တာတွေကိုအရန်ရန်လှုပ်လာတယ်မိမပြိုလေးတွေကိုလည်းငွေပေးမယ်သူ့ဆရာနဲ့အတူတူအိပ်ပါဆိုတာမျိုးတွေအထိပြည်သူလူထုကိုမိုက်မိုက်ရိုင်းရိုင်းအနိုင်ကျင့်ဗိုလ်ကြလာပါတယ်တိုင်လဲမတိုင်ရဲကြဘူးတိုင်လဲရဲကဘာမှမလုပ်ပေးဘူးလေတိုင်လဲရဲကအေးယူတာမယူတာထက်လူမိုက်တွေကဝင်ခုတ်သွားမှာပို့ပြီးကြောက်နေရတာလို့တာဂေတာမျိုးနယ်ကကင်းထောက်လုံခြုံရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်တာဂေတာတခွင်မှာဝင်းထုတ်ဝင်းကပြူစောထီးများဖြစ်လာတဲ့အခါအုပ်စုဖွဲ့ပြီးတော့တွာလာပြီးလူမိုက်ဝင်းထုတ်ဝင်းနဲ့စကားပြောတဲ့အခါ ပြည်သူလူထုကိုလက်အုပ်ချီးမိုးပြီးတော့စကားပြောရန်စိတ်ခမ်းခြင်းပရိဒအယောင်ဆောင်လာခြင်းအုပ်စုဖွဲ့ပြီးတော့ရင်နှန်းများနဲ့တွာလာခြင်းများကိုလှုပ်ဆောင်လာတယ်လို့သိရပါတယ်။စစ်ခွေးနဲ့ရဲခွေးများရဲ့ပါစားပေးမှုနဲ့လူမိုက်ကြီးစိုးရာနယ်မြေအဖြစ်နဲ့ပုံဖော်လာကြတယ်လို့သိရပါတယ်။စစ်ခွေးလက်အောက်ခံစစ်ခွေးကိုထောက်ခံတဲ့ယုံလေးက original gangster 3မှာလူမိုက်ဝင်းထုတ်ဝင်းကိုထည့်ရိုက်ပြီးတော့ ဝင်းထုတ်ဝင်းကဂိုင်းကောင်းဆောင်ပုံစံမျိုးတွေလောက်လာပါတယ်တက်ကြီးရွယ်တွေကအစငွေတောင်းကန်းတက်လောက်ပေးပြီးတော့သူ့ကိုလက်အုပ်ချီခိုင်းတယ်သူနဲ့စကားပြောရင်ဘသူမဆိုသူ့တပည့်တွေကလက်အုပ်ချီခိုင်းတယ်စစ်တပ်နဲ့ရဲနဲ့လက်ကင်ထုတ်တွေဖြစ်လာတော့အေးအေးယူသူမရှိတော့တဲ့ဝင်းထုတ်ဝင်းကလူမိုက်ကြီးစိုးရနယ်မြေဖြစ်လာပါတယ်သူကိုယ်တိုင်မှလည်းတနက်အစ်စ်တက်လက်ကင်ထားတယ်လို့သိရတယ် အဓိကကလူငယ်တွေအတွက်မလုံခြုံတော့တာလို့တာဂီတာမျိုးနယ်ကသတင်းရေးမြစ်ကသတင်းပေးဖို့တိုင်ကြားထားပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းကစစ်ခွေးဘတ်တော်သားယုံလေးရိုက်ကူးတဲ့ Original Gangster 3ရုပ်ရှင်ဇာတ်ကားမှာတာဂီတာလူမိုက်တွေဖြစ်ကြတယ်။ဝင်းထုတ်ဝင်းနဲ့တန်ဖုတ်တွေတို့ကိုထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရပါတယ်။အဲ့ဒီရုပ်ရှင်ပြသခဲ့ပြီးတဲ့နောက်လူမိုက်ဝင်းထုတ်ဝင်းဟာယုံလေးရဲ့ဆက်သွယ်ပေးမှုနဲ့စစ်တပ်အတွက် စစ်မှုထမ်းတပ်သားတွေများစုဆောင်းပေးခြင်းအစင်းစစ်ပေးခြင်းတော်လိုင်းရဲဘော်များရဲ့တရင်များကိုစုံစမ်းခြင်းနဲ့တရင်ပေးများမွေးမြူခြင်းများကိုဇောက်ချလုတ်ကင်လာတယ်လို့သိရပါဗျ။လူမိုက်ဝင်းထုတ်ဝင်းကတပည့်များနဲ့အတူ2018ခုနှစ်စက်တင်ဘာလ17ရက်နေ့တာမွေမြို့နယ်မလွာကုန်းထေးကျွယ်ကာကြီးရက်ကွက်နေမိသားစုတစုကိုဝင်ခုတ်ခဲ့ပြီးတော့အသက်30အရွယ်ကိုစော်ဟင်းတိတ်ဆုံးခဲ့ကမိသားစုဝင်နှစ်ဦးထက်မနည်းအရေးပေါ်လူနာအဖြစ်နဲ့ကုသခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီအမှုကအရေးယူခြင်းခံရတဲ့အတွက်ထောင်ချခဲ့တော့လဲစစ်အာဏာသိမ်းပြီးတော့ 2021ခုနှစ်နောက်ပိုင်းမှာစစ်ခွေးတပ်ရဲ့လူငိမ့်ချမ်းသာနဲ့ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့နယ်မှာပြူစောတီခေါင်းဆောင်တီတာယူမုံကခေါင်းပုံဖြတ်အမျက်ထုတ်ပြီးတော့ပြည်သူတွေထံကနေပြီးအတင်းအဓမ္မစက်ကြီးကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြင်းညာမြို့အခြေစားပြည်သူ့စစ်အမိခံပြူစောတီခေါင်းဆောင်တီတာယူမုံက ကိုကျိုးစည်းဝါအတွက်စည်းဝါရေးလုပ်ငန်းရှင်အတိုင်းဝိုင်းနဲ့အိမ်ချမ်းမြေရောင်းဝယ်ကိစ္စတွေမှာအမျက်ထုတ်နေတာတွေအပြင်နန်းစီတန်ပေါမောက်ခတွေကိုအုံချပြီးတော့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစီကပါမချမ်းစက်ကြီးကောက်ခံနေတယ်လို့သိရှိရပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေစီကလည်းအမျက်ထုတ်ငွေကြေးကောက်ခံတာတွေရှိပါတယ်။တက္ကသိုလ်ကျောင်းသားကျောင်းသူတွေပါမချမ်းတော့ဘူး။ဒီကောင်မတွေကစက်ကြီးကောက်နေတာ။ပါမောက်ခတွေအစင်းစက်ကိုလည်းငွေနဲ့ကြော့ခိုင်းပါတယ်။ အဲ့ဒီလိုမျိုးရလာတဲ့ငွေတွေကိုလည်းပေါင်ပေါက်ခတွေကတီတာယူမွန်စီကိုပြန်လဲဆက်တာနေရတာမျိုးတွေရှိတယ်လို့မြင်းညာမျိုးနေဒေသခံတို့ကပြန်လဲပြောပြထားပါတယ်။နန်းစီဒီယန်ဖြစ်တဲ့ပေါင်ပေါက်ခတွေကလည်းတီတာယူမွန်ကိုဆက်ချေးပေးဖို့အတွက်ចောင်းသူចောင်းသားတွေကိုကြော့ခိုင်းတယ်လို့သိရပြီးတော့ចောင်းသားတို့ကိုကြော့ငွေ၃သိန်းဝင်းကျင်ကြတဲ့နဲ့အပြင်အခုလိုကြော့ခိုင်းတာကိုလည်းဘသူတဦးတရက်ကိုမှပြန်မပြောဖို့ကိုလည်းချိန်ချောက်ပြောဆိုထားတယ်လို့သိရပါတယ်။ KTV ကလုပ်ငန်းရှင်တွေစီကနေလဲဆက်ချေးတောင်းခံတာတွေရှိပါတယ်။ ဲ့ဒီလိုလုံခြုံရေးစောင့်ရှောက်ခဆိုပြီးတော့လုပ်ငန်းရှင်တွေစီကနေအကြောင်းပြချက်အမျိုးမျိုးပြောပြီးလာစဉ်စက်ကြီးတောင်းခံနေပါတယ်။ចောင်းကိုဖီအားပေးកောက်ခံတော့ចောင်းကလည်းចောင်းသားတွေစီကနေក្រော့ငွေဆိုပြီးတော့ပြန်ပြီးလေပင်းညက်ပြန်ក្រော့ခံနေတာလို့ဒေသခံတို့ကပြောပါတယ်။ တီတာယူမုံက KTV ကမိန်းကလေးတွေကိုခေါ်ပြီးတော့အိမ်ရဲ့အနီးနားမှာလုံခြုံရေးအဖြစ်ထားတဲ့အပြင်အိမ်ပေါ်အနေနဲ့ထားဖို့ကိုပါသူ့အတွက်အလှည့်ကျပို့ပေးနေရတာတွေရှိသလိုစီးပွားရေးလုပ်ငန်းရှင်တွေစီကနေပြီးတော့လုံခြုံရေးစောင့်ရှောက်ခဆိုပြီးတော့လစဉ်စက်ကြီးကောက်ခံအမြတ်ထုတ်နေပြီးရှေ့တလတဲမှာတင်သိန်း9000ကျော်ရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်အနာသိန်းစစ်ခွေးတပ်ရဲ့လက်အောက်ခံဖြစ်တဲ့တီရာယူမုံရဲ့အဖွဲ့တွေဟာစစ်တပ်ရဲ့တောက်တိုင်တွေဖြစ်ပေမဲ့ ငွေကြေးလာစာရတာမျိုးတွေမရှိပဲစစ်ခွေးတက်ကကို့အစီစဉ်နဲ့ကိုလောက်ကင်စားတောက်တက်ဖို့ကိုမှားကြားထားတဲ့အတော့တီရာယူမုံနဲ့ပြူစောဒီအဖွဲတွေကအခုလိုမျိုးငွေကြေးအမြတ်ထုတ်ပြီးတော့အနိုင်ကျင့်နေတာလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်လေးကေကောပြည်သူစေယုံကိုစစ်ခွေးတက်ကကာမီကာစီအတေကန်ဒရုန်းနဲ့ဗုံးကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တမလ9ရက်နေ့ညတကောင်းရံအချိန်စက်နန်နာရီဝင်းကျယ်အချိန်မှာ၄ကီကောပြည်သူစေယုံကိုစစ်ခွေးတပ်ကအသေးခံကာမီကာစီဒရုန်းများနဲ့ဗုံးကျဲချခဲ့တယ်လို့သိရပါဗျ။လူထိခိုက်မှုတော့မရှိပဲစေယုံအဆောက်အုံပျက်စီးသွားခဲ့တယ်လို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။မနေ့ညတကောင်းရံအချိန်ကြီးမှာ၄ကီကောစေယုံကိုကာမီကာစီဒရုန်းနဲ့ဗုံးကျဲသွားပါတယ်။ပြည်သူတွေတော့ထိခိုက်မှုမရှိပါဘူး။စေယုံအဆောက်အုံကတော့ပျက်စီးသွားတယ်။လူနာတွေလည်းမရှိပါဘူးလို့ကရင်စစ်ရေးသတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။လက်တလောစစ်ခွေးတပ်ကအာရှလမ်းနဲ့ သင်္ကန်းညီနောင်ကိုအလုံးရင်းနဲ့စစ်တောင်းထိုးလာပြီးတော့တော်လိုင်းတပ်များစခန်းတချို့ဆုတ်ခွာမှုများရှိနေတယ်လို့သိရပါဗျ။စစ်ခွေးတပ်ရဲ့အသေးခံဒရုန်းများလက်နက်ကြီးများအတွဲလိုက်ဒုံးများပစ်ခတ်ခြင်းလေကြောင်းနဲ့တိုက်ခိုက်ခြင်းများဇက်တိုက်လှုပ်ဆောင်နေပြီးတော့မြဝတီမြို့နယ်အာရှလမ်းမကြီးကိုပြန်လည်ရရှိရေး ်သင်ကန်းညီနောင်ကိုတိမ့်ပတ်ရေးမြောက်ရီမြို့ကိုစစ်ကူအင်အားများရောက်ရှိလာရေးအတွက်အကြီးအကျယ်ထိုးစစ်ဆင်နေတယ်လို့ကရင်စစ်ရေးတရင်အရေးမိကရှင်းပြထားပါတယ်ဒါအပြင်စက်တမလာ၄ရက်နေ့မနက်ပိုင်းကလည်းကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ဘက်မှာရှိတဲ့ DKBA ထိန်းချုပ်ထားတဲ့ကြောက်ခတ်ကျေးရွာဆေးုံဟောင်းကိုစစ်ခွေးတပ်ကဒရုန်းများနဲ့ပုံကျဲမှုကြောင့်အဆောက်အအုံများပျက်စီးသွားခဲ့တယ်လို့သိရပါတယ်ပြည်သူများဟာအဲ့ဒီဆေးုံဟောင်းမှာစိတ်ကူးတမှုမရှိတော့တဲ့အတွက်ပြည်သူတအုပ်တယောက်မှထိခိုက်မှုမရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ